မင်္ဂလာပါရှင်တချို့တို့ဒီနေ့ report ထုတ်တဲ့အချိန်မှာ multiple line နေဖြစ်နေတဲ့အခါမှာ reset အဖြစ်မှန်နိုင်လားဒါလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ multiple line ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ row နှစ်ခုထဲမှာခေါင်းစဉ်နှစ်ခုရေးထားတာကိုပြောတာပါတော့ report ထုတ်တဲ့အချိန်မှာအဲ့ဒီလိုမျိုး multiple line တွေဖြစ်နေတဲ့အခါမှာအဖြေကလုံးဝမမှန်နိုင်ပါဘူးเนาะအဲ့တော့တကယ်တော့ကဒီမှာမပါလို့ရမလဲဆိုတော့အဲ့ဒီ multiple line တွေကိုဘယ်လိုဖြောင်းမလဲဒါလေးကိုကျွန်တော်က ်အမြဝေးပေးတော်မှာဖြစ်ပါတယ်ဒီချိန်ကကွန်ပျူတာကွင်းရဲ့ founder and trainer တော်လမ်းကြောက်ကလည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကဒီမှာဆိုလို့ရှိရင် protest က row 1ထဲမှာရှိပြီးတော့သူ့ရဲ့ identity row 2ထဲမှာရှိတယ်ပေါ့နော်ဒီလိုမျိုးနှစ်ကွက်တွေဖြစ်နေတဲ့အခါမှာကျွန်တော်က report ထုတ်လို့မရပါဘူးဒါလေးကိုကျွန်တော်ကဒီလိုမျိုး row တစ်ခုထဲမှာပဲ multiple line ထည့်ချင်တဲ့အခါမှာကျွန်တော်သုံးပြရမယ့် function လေးက order plot order plot END က order enter လေးပဲဖြစ်ပါတယ်เนาะအဲ့ဒီ order enter တဲ့ဒီဘောကရှယ်ဘောလေးနဲ့တူတယ် web text ဆိုတဲ့ဟာလေးနဲ့တူတယ်ဒါပေမဲ့ဒါမသုံးတော့လို့ဆိုဒီ order enter လေးကိုပဲ shortcut လေးကိုခောက်မယ်ဟုတ်ပြီဒါဆိုလို့ရှင်ရှယ်ဒီမှာရေးကြည့်ရအောင်ရေးကြည့်တဲ့အခါမှာ product ပေါ့အဲ့လိုလေးရေးပြီးတော့ order enter လေးကိုခောက်လိုက်ပါခောက်ပြီးတော့ကျွန်တော် ID လို့ရေးပေးပါ order enter လေးကိုခောက် date စေး quantity SANDS order and value count quantity နောက်တစ်ခု SAND စေး order and နော် PRICE price နောက်တစ်ခုကတော့ DODE total order and AMOUD အမှောက်အဲ့တော့အဓိကချက်ဒီလိုမျိုး row တခုထဲမှာ multiple line တွေထည့်ခြင်းတဲ့ခါမှာသုံးပြရမယ့် function က order plot and order enter ပဲဖြစ်ပါတယ်เนาะအဲ့ဒါကျွန်တော်က what တက်ပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလေးတွေကျွန်တော်ကမှန်သွားမှသာလေကျွန်တော် report ထုတ်တဲ့အခါမှာ pipe board တွေတိစောက်တဲ့အခါမှာเนาะ data analysis တွေ summary တွေလုပ်တဲ့အခါမှာကျွန်တော်ကမှန်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလည်းတက်လောက်ပါပဲเนาะကျွန်တော်ရဲ့သင်ခန်းစာမှာပြန်ပြီးတော့ပြန်ဝင်ပြပါမယ်အားလုံးကျေးဇူးတင်ပါရှင်